မလေးရှားနိုင်ငံတို့မြန်မာနိုင်ငံမှာအလုတ္တမဆီလုခွင့်ကိုပိတ်ထားရမှာ6လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီးဇွန်လ29ရက်နေ့ကပြန်လည်ဆီလုခွင့်ပြုလိုက်ပြီဖြစ်တယ်လို့အလုတ္တမလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနမှသိရပါဗျာ။ မလေးရှားနိုင်ငံသို့အလုတ္တမစေလုခွင့်ကိုပြီးခဲ့တဲ့2016ခုနှစ်ဒီဇင်ဘာလ6ရက်နေ့ကခေတ္တရန်နာခဲ့တာဖြစ်ပြီး2019ခုနှစ်ဇွန်လ29ရက်နေ့မှာပြန်လည်စေလုခွင့်ပြုလိုက်တာဖြစ်ပါတယ်။မလေးရှားနိုင်ငံကိုအလုတ္တမစေလုခွင့်ခေတ္တပိတ်ထားလိုက်ရမှာယခုချိန်ထိမလေးရှားကိုတွားရောက်လုပ်ကိုင်မှုအတွက်စောင့်ဆိုင်းနေတဲ့ကောလင်းဗီဇာအပီစီချပီးသားမြန်မာအလုတ္တမ၄000ကျော်ရှိပြီး ကောလင်ဗီဇာကြပြီးမြန်မာတန်အရာရှိရဲ့ထောက်ခံချက်ကိုမရရှိသေးတဲ့အလုသမား၄000ကျော်နဲ့စုစုပေါင်းမြန်မာအလုသမား၈000ကျော်ဟာမလေးရှားနိုင်ငံကိုဆစ်လို့ခွင့်ရရှိဖို့အတွက်စောင့်ဆိုင်းလျက်ရှိရလို့သိရပါဗျ။ ဆွေလုခွင့်ဆောင်ဆိုင်နေတဲ့မြန်မာအလုံသမားတွေများလာပြီးယခုအခါမှာမလေးရှားနိုင်ငံရဲ့အခြေအနေကြီးငြိမ်မှုရှိလာတာကြောင့်မလေးရှားနိုင်ငံကိုအလုံသမားဆွေလုခွင့်ပြန်လည်ခွင့်ပြုလိုက်တာဖြစ်တယ်လို့အလုံသမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနအလုံသမားညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်ကင်နွယ်ဦးကအခုလိုပဲပြောပါရစေ။မလေးရှားနိုင်ငံကိုအလုံသမားဆွေလုဖို့အတွက်လေးရစပြီးတော့ပြန်လည်ပြီးတော့ဖွင့်ထုတ်ပါပြီ။မလေးရှားနိုင်ငံမှာအခြေအနေတွေကပေါ့နော်အေးချမ်းသွားပြီပေါ့နော်။အေးအေးချမ်းချမ်းနဲ့အခုရှိတဲ့ဆိုတော့ဟုတ်ကဲ့ ေးစားနိုင်ငံလို့ပြောတယ်ဒီပေါ့နော်အလုပ်သမားတွေကိုလာပြီးတော့အလုပ်တို့တို့ရပါတယ်အဆင်ပြေပါတယ်လို့အဲ့လိုမျိုးအဲ့လိုမျိုးသိရှိတဲ့အတွေ့အကြုံမျိုးလို့မလေးရှားနိုင်ငံကိုအလုပ်သမားတွေဆွတ်တဲ့အတွေ့အကြုံမျိုးတွေဆွတ်မဲ့အေဂျင်စီတွေရှိတယ်အဲ့ဒီအေဂျင်စီမျိုးမလေးရှားကိုဆွတ်လို့ရတယ်ဒီလိုအန်ဂျီကပြောထားတယ်အခုဆွတ်တဲ့ခလေးတွေကိုတော့အခုလွတ်ဖို့အတွက်ကိုအေဂျင်စီတွေကိုဒီအေဂျင်စီတွေကိုအခုဘယ်သူတွေကိုလွှတ်မှန်းလဲအဲ့ဒီခလေးတွေကိုဆိုပြီးတော့အခုလောလောဆယ်မှာသူတို့ဟိုဘက်ကခေါ်တဲ့ calling visa ရပြီးသားသူတွေရှိရယ်လေ အဲ့ဒီစီးပီးသားတွေကိုအန်တီရိုးကိုစီးရင်တင်ပြပါလို့သူတို့ပြောထားတယ်။ပြင်ပြပေါ့နော်။အန်တီရိုးကိုလွှတ်ဖို့အတွက်အန်တီရိုးကို ပြန်တင်ရမယ်ဒီ။ဗိုင်းရပ်စ်စာလန်းဒီသူတို့တင်ရမယ်။အဲ့ဒီတင်ဖို့အတွက်ကိုအခုတော့သူတို့ကိုပြန်တောင်းထားတော့သမီးရဲ့အခုကတော့ပြန်လွှတ်လို့ရတဲ့အချိန်ကတော့ရှိရပေါ့။တကယ်တော့တရားမဝင်အလို့သမားတွေကြတော့ဖြစ်ခဲ့တယ်ဖာညာဆိုလို့ရှိရင်သူ့တိုင်ငယ်ဥပဒေကိုချိုးခေါက်တယ်ဆိုတော့သူအရေးကြီးမှာပေါ့။ 2016ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကမလေးရှားနိုင်ငံမှာရခိုင်ပြည်နယ်မှာဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီးလူ9000ခန့်ပါဝင်တဲ့ဆန္ဒပြမှုတစ်ခုပြုလုပ်ခဲ့ကအဲ့ဒီဆန္ဒပြပွဲကိုမလေးရှားနိုင်ငံဝန်ကြီးချုပ်နာဂျီရာဆက်ကိုရိုင်းတက်ရောက်ခဲ့ပြီးမြန်မာအစိုးရအပေါ်ဝေဖန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာမြန်မာနိုင်ငံလူ့သမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကဒီဇင်ဘာလ6ရက်နေ့ကစတင်ပြီးမလေးရှားနိုင်ငံကိုအလို့သမားဆီလိုမှုခိတရဲဆိုင်ထားခဲ့တာဖြစ်ပါတယ်။